အင်္ဂါသားသမီးတွေဒီဗီဒီယိုဖိုင်ကိုကြည့်နေတယ်ဆိုရင်ကြောမသွားပါနဲ့စုံအောင်ထီနားထောင်သွားပါမင်္ဂလာပါမြန်မာတက်ကြတဲ့1380ခုနှစ်ခုနှစ်အတွက်အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးအတွက်ကံကြမ္မာဆိုးကောင်းနဲ့တနစ်စာ ဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးမိတ်ဆွေတွေဟာဒီ80ခုနှစ်မှာကံကောင်းခြင်းတွေပြန်လဲရရှိတော့မှာဖြစ်ပါတယ် ဲ့တော့ပြီးခဲ့တဲ့80နဲ့6ခုနဲ့မှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့စိတ်ဆင်းရဲခြင်းအမျိုးမျိုးတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေဒါများစွာကြုံခဲ့ရတယ်အဲ့ဒါတွေကိုမေ့ထားလိုက်တော့ဒီ80နဲ့9ခုနဲ့မှာအင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့အကန်တရားရဲ့ထောက်ပံ့နေပြီးသွားရင်ကန်တရားကန်ရဲ့ခုနအခွင့်အလမ်းကောင်းတွေကိုပြန်လဲပြီးတော့ရရှိတော့မှဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ မိမိရဲ့ကံကို အကျိုးရှိရှိအတုံးချမယ်ဆိုရင်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ80နဲ့9ခုနှစ်မှာအစအစအရာရာအောင်မြင်မှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်80နဲ့9ခုနှစ်အတွက်အင်္ဂါသားသမီးမိတ်ဆွေတွေ အားလုံးတို့အလောက်ကိုင်းတဲ့စီးပွားရေးကိစ္စလေးတွေကိုကျွန်တော်စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့အကူအညီကောင်းဆက်ွယ်ကောင်းလေးတွေပြန်လဲပြီးတော့ရရှိတတ်ပါတယ်အလောက်ကင်ကြီးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့မမျော်လင့်မဲနဲ့အလောက်ကောင်းနေရာကောင်းလေးတွေရရှိတတ်ပါတယ်အဲ့တော့မိမိရဲ့စိတ်ကဒီ80နဲ့9ခုနဲ့မှာတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်သန်းနိုင်မယ်ဆိုလို့ရှိရင် ယခုနှစ်မှာစီးပွားရေးလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့အောင်မြင်မှုတွေကပြန်လဲပြီးတော့ရရှိစေမှာပဲရရှိတော့မှာပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့မိဟောင်းဆွေဟောင်းတို့ရဲ့အကူအညီကောင်းဆက်သွယ်ကောင်းလေးတွေပြန်လဲရရှိတတ်ပါတယ်အဲ့တော့ခုနကဝန်ထမ်းတွေအနေနဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ယာတူတိုတက်တာမျိုးလေးတွေနေရာပြောင်းရွှေ့ပြီးတော့နေရာကောင်းလေးတွေကိုပြန်လဲပြီးတော့ရရှိတတ်ပါတယ် အဲ့တော့ဒီနှစ်မှာကျွန်တော်နည်းနည်းလေးပြောချင်တာကအင်္ဂါသားသမီးတွေအနေနဲ့ခုနဟိုတောက်ကြနံလုပ်ငန်းတွေပေါ့နော်သွတ်တန်တစ်ပေါ့တစ်လုပ်ငန်းလောက်ကိုင်းနေတဲ့သူတွေပြီးသွားတဲ့ခါကျစိုက်ပျိုးရေးလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေဟင်းရွက်ဟင်းသီးတွေကိုစိုက်ပျိုးနေတဲ့ခြံတွေပြီးသွားဥယျံခြံမြေတွေပြီးသွားရင်တစ်တီတတီတွေကိုစိုက်ပျိုးနေတဲ့ခြံတွေဆိုလို့ရှိရင်ဒီနှစ်မှာအဲ့ဒီလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့အင်္ဂါသားသမီးတွေဆိုလို့ရှိရင်အစင်မပြေမှုလေးတွေကြုံရတတ်တယ် အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တောကအများစရာတွေကြုံရတတ်တယ်နောက်တစ်ခုအနေနဲ့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်အတိုက်ခံလေးတွေနဲ့ကြုံရတတ်တယ်အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ခုနကအဲ့ဒီလုပ်ငန်းတွေနဲ့အရှုံးပေါ်တာမျိုးလေးတွေမိတ်ဆွေတို့ရဲ့ခုနကပစ္စည်းတွေလေလွင့်သွားတာမျိုးလေးတွေကြုံရတတ်တယ်အဲ့ဒီလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့အင်္ဂါသားသမီးတွေပါတယ်ဆိုလို့ရှိရင်ဒီ80နဲ့ခုနှစ်ခုနဲ့မှာတတိထားပြီးတော့ဒါလောက်ဆောင်မယ်ဆိုလို့ရှိရင်တော့ ဆုံးရှုံးမှုလေးတွေဒါရောနေစီမှာပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေရဲ့ဒီ88ခုနှစ်ကငွေချေးကံကိုတစ်ချက်ကြည့်တဲ့အခါမှာလဲငွေချေးကံအနေနဲ့ကတင်းတင်းနေဆိုပေမဲ့လည်းပဲမိဆွေတို့ရဲ့လက်ထဲမှာငွေမမြဲပဲနဲ့ထွက်ငွေတွေများပြီးတော့ငွေစုမရလို့မိဆွေတို့အနေနဲ့စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်အဲ့တော့ကြည်ကြည်လေးလေးနဲ့မှန်မှန်ကန်ကန်နဲ့သွားမယ်သူတွေအတွက်ကတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့မိမိရည်ရွယ်ရင်ရည်ရွယ်သလိုမိမိရည်မှန်းသလောက်ကိုဒါစုမိစောင့်မိတာမျိုးလေးတွေ ရရှိတတ်တယ်ဒါပေမဲ့အတုံးဖွာတဲ့လူတွေဆိုရင်တော့နည်းနည်းလေးစင်ကျင်ရမယ်ဒီနှစ်မှာ88ခုနှစ်မှာအင်္ဂါသားသမီးတွေကလောဘကြီးမယ်ဆိုလို့ရှိရင်တော့ဒုက္ခရောက်တတ်တယ်အဲ့တော့လောဘကြီးပြီးတော့လောက်ကင်မဲ့လုပ်ငန်းမျိုးတွေဆိုရင်နည်းနည်းလေးဗရိတ်ကလေးအုပ်ပြီးတော့လုပ်မယ်ဆိုရင်တော့ခုနကတော့ဆုံးရှုံးမှုလေးတွေဒါယော့နေစေမှာပဲဖြစ်ပါတယ်နောက်တစ်ခုအိမ်လောင်ရေးအခြေရေးနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ88ခုနှစ်မှာဆိုလို့ရှိရင် အဝေးတနေရာကိုရောက်ရှိနေတဲ့ခုနကအဆက်အသွယ်ပြတ်တောက်နေတော့မိမိရဲ့အိမ်အောင်ပန်းပြီးသွားချစ်သူเนาะသူတို့နဲ့ပတ်သက်ပြီးတော့ပြန်လဲပြီးတော့အဆက်အသွယ်ရရှိပြီးတော့တရင်ကောင်းလေးတွေကြုံမှကြားတတ်တယ်ဝေးကွာနေတော့ချစ်သူအိမ်အောင်ပန်းတွေပြန်လဲပြီးတော့စုံစည်းရတတ်တယ်ဒီ89ခုနဲ့မှာနောက်ပြီးတော့သူတို့နဲ့ပတ်သက်ပြီးတော့လည်းပဲမင်္ဂလာစကားလေးတွေတစ်ခုပြီးတစ်ခုကြားရကြုံရတာမျိုးလေးတွေကြုံရတတ်တယ်ဒါပေမဲ့တစ်ခုရှိတယ်အင်္ဂါသားသမီးဇုံတွဲတွေအနေနဲ့ တောက်ကြနေနံပိုင်ရှင်ကိုချစ်သူရေးစားเนาะပိုင်ဆိုင်ထားတယ်ဆိုလို့ရှင်အိမ်တော်ဘက်နေတယ်ပိုင်ဆိုင်ထားတယ်ဆိုလို့ရှင်ရုပ်ချီးပေါ့เนาะမိုးလီဝတ်တာလိုပဲအခုထိုင်းနေအကောင်ဟာနေထပြီးတော့ပြဿနာဖြစ်တာမျိုးလေးတွေတယောက်နဲ့တယောက်နားလည်မှုလွဲစရာကိစ္စလေးတွေကြုံရတတ်တယ်ဒါပေမဲ့အဲ့ဒီခုနကတော့အင်္ဂါတောက်ကြဆုံးတွဲတွေဆွေမျိုးသားချင်းညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့တောကများစရာကိစ္စလေးတွေကြုံရတတ်တယ် တင်္ဂါသာသမိခုနကတော့မိပါတယ်ဆိုလို့ရှင်သာသမိနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာတောကများစရာလေးတွေသာသမိနဲ့ပတ်သက်ပြီးတော့ထိတ်လန့်စရာကိစ္စလေးတွေကြုံရတတ်တယ်။ပြီးတဲ့အခါကျရင်အင်္ဂါသာသမိတွေခယူဆိုင်ရမှာမိမိရဲ့ပန်းဝင်ခြင်းမှာလည်းပဲဒီ89ခုနဲ့မှာထိတ်လန့်စရာကိစ္စလေးတွေမကြာခဏကြုံရကြတတ်တယ်။ဒါပေမဲ့ နှလုံးအားနေတဲ့သူတွေဆိုရင်တော့နည်းနည်းလေးဒါသတိထားပြီးတော့နေမယ်ဆိုရင်တော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းခုနကစိတ်ပူစရာအနေထားလေးတွေရှိတယ်ပေါ့နော်အဲ့တော့ကျန်းမာရေးမကောင်းတဲ့သူတွေဆိုရင်တော့သတိထားဖို့လိုမယ်အဲ့တော့နောက်တစ်ခုကျွန်တော်ပြောချင်တာကပညာရေးနဲ့ပတ်သက်လို့ရှင်ဒီနှစ်မှာ နော်အင်္ဂါနာသမီးမိတ်ဆွေတွေနေနဲ့တင်ချားရေးပိုင်းတွေမှာတငယ်ချင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တယ်တငယ်ချင်းကကိုယ့်ကိုပြိုင်မယ်ပြီးသွားလို့ရှင်ခုနကခြီထိုးတာမျိုးတွေခြီကလတ်နာမျိုးတွေကြုံတတ်တယ်ဒါပေမဲ့အဲ့ဒါတွေကိုခေါင်းထဲကိုမထည့်ပဲနဲ့မိမိလောက်ဆရာရှိတဲ့ကိစ္စကိုဦးတည်ပြီးတော့လုပ်မယ်ဆိုရင် အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ ပညာရင်းနဲ့ပတ်သက်လို့ရှိရင်เนาะထူးထူးချွန်ချွန်အောင်မြင်တာမျိုးလေးတွေကြုံရတတ်ပါလေအဲ့တော့စ조사ပါဘာကိစ္စပဲကြုံလာကြုံလာဇွဲမလျှော့ပါနဲ့ပညာရင်းနဲ့ပတ်သက်လို့ရှိရင်အဲ့တော့နောက်တစ်ခုအနေနဲ့ပြောကြရင်တငယ်ချင်းနဲ့ပတ်သက်လို့ရှိရင်လည်းစိတ်ပန်းကိုကဘောင်းမယ်အင်္ဂါသားသမီးတွေတောက်ကြတငယ်ချင်းဆိုရင်ပို့ပြီးတော့ခယူးဆိုင်ပေးရမယ်เนาะအဲ့တော့အဲ့ဒီထဲထဲမှာကျွန်တော်ဆက်ပြီးတော့ပြောချင်တာနာမည်တွေနဲ့ပတ်သက်လို့ရှိရင်အင်္ဂါနံနဲ့စပြီးတော့တောက်ကြနံနဲ့အဆုံးသတ်ထားတဲ့ တောက်ကြနံနဲ့တွဲလုံးပါတဲ့နာမည်တွေဥပမာပေါ်ထားပါတော့ယောက်ျားလေးဆိုရင်ဇော်သွင်းဇော်သူပြီးတော့ရင်ဇော်ဟန်အစရှိတွေဖြစ်ပေါ့နော်မိကလေးတွေဆိုလို့ရှိရင်ဆွေတန်းတို့ညိုတန်းတို့စုတီတို့အစရှိတွေဖြစ်အင်္ဂါနံနဲ့စပြီးတော့တောက်ကြနံတွဲလုံးပါတဲ့သူတွေဆိုရင်တော့ဒီနှစ်မှာအစအစရရဘိုးကယူဆက်ရမယ် ်အပေါ်မှာပြောခဲ့တဲ့ကိစ္စတွေလည်းပဲသူတို့ပိုးပြီးတော့ဖြစ်တတ်တယ်အဲ့တော့သူတို့အနေနဲ့တောက်ကြံန်လုပ်ငန်းတွေကိုလောက်ကိုင်းနေတယ်ဆိုရင်ပိုးပြီးတော့တတိထားပြီးတော့နေမယ်ဆိုရင်တော့အဲအစိုးလေးတွေဒါရောနေသွားစီမှာပဲဖြစ်ပါတယ် အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင် အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့နှလုံးအားနည်းတာမျိုးလေးတွေသွေးတို့ယောဂါသွေးပေါင်ကြယောဂါတွေခယူဆိုင်ရမယ်သွေးထွက်တန်ရုံဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်အမျိုးသမီးတွေဆိုရင်မီးရက်နဲ့ပတ်သက်တဲ့ယောဂါလေးတွေခယူဆိုင်ပေးရမယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်တောက်ကြဆရာဆရာမတွေကိုအင်္ဂါသားသမီးအနေနဲ့ရှောင်ရှားပေးရမယ်မကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူးပတ်ခတ်မိနေတာဖြစ်တဲ့အတွက်မိမိအနေနဲ့စေဝါမလိုက်တာမျိုးလေးတွေယောဂါအနေနဲ့အချိန်ကြာညောင်းတာမျိုးလေးတွေဖြစ်တတ်တယ် အဲ့တော့ဒီ89ခုနှစ်မှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့မှိန်သောအရာတွေကိုလုံးဝမဝေးပါနဲ့ကာလာအနေနဲ့ဆိုရင်တောက်တောက်တွေကိုဝတ်ပေးပါနောက်တစ်ခုအနေနဲ့ရှောင်ရမယ်ရရှိတဲ့တောက်ကြနေ၆ကနန်းစိုးမိုးတဲ့နေတွေမှာအရေးကြီးကိစ္စတွေကိုမလုံဆောင်ပါနဲ့လုံမယ်ဆိုရင်အဆင်မပြေမှုလေးတွေကြုံရတတ်တယ် တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီ89ခုနဲ့မှာเนาะ89ခုနဲ့မှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့ နော်9နာရီရနေပြီးတော့12နာရီအတွင်း12နာရီအတွင်း12နာရီထိုးလို့မရဘူးအဲ့ဒီအတွင်းမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုစီစမ်းစာပြူဆုံးရှစ်ပွဲလုပ်ပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတိုင်တဲပြီးတော့ဒါစူးတောင်းပေးရမှာပဲဖြစ်ပါတယ်ပြီးတဲ့အခါကျလို့ရှင်ကျမ်းမာရင်ညံ့နေတဲ့သူတွေကိုလည်းကံကောင်းအောင်လို့စေဝါလေးတွေအလူငွေလေးတွေလှူဒန်းပေးခြင်းဖြင့်မိတ်ဆွေတို့အနေနဲ့ကံကောင်းခြင်းလေးတွေကိုလည်းပဲဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိတ်ဆွေ တွေအားလုံးဒီမြန်မာတက်ကြတဲ့1380ခုနှစ်ခုနဲ့မှာအစိုးဟူသမျှဝေးလွင့်ပြီးတော့ကံကောင်းခြင်းတွေရရှိပါရရှိပါစေရရှိပိုင်ဆိုင်ပါစေမိษွေတို့လောက်ကိုင်းနေတဲ့လုပ်ငန်းတွေကနေပြီးတော့လည်းပဲငွေကြေးလက်လာပါတွေပေါများစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်အင်္ဂါသားသမီးမိษွေတွေအားလုံးတို့တနစ်စာဟောဇနန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်